ဆိုလာတဲ့ချင်းကဒါသတင်းကျအလွမ်းချစ်မှတ်တမ်းချင်းလေးပါသတင်းကျအလွမ်းချစ်မှတ်ချစ်မှတ်တမ်းသတင်းကျတွေ့ကြဖို့တောင်းတဲ့ချစ်မှတ်တမ်းတွေဘလို့ပါလားအော်ဒီလိုသတင်းကျအလွမ်းဆိုတော့ဘိုးလုံးငယ်ငယ်တုန်းကသတင်းကျအာကအခုသတင်းကျနဲ့တိတ်မတူကြတော့လေငယ်ငယ်တုန်းကသတင်းကျကိုဘိုးကလွမ်းတာ အရင်တော့ပြောခဲ့တဲ့သတင်းကျုပ်အလွမ်းလေးကိုလွမ်းရင်းနဲ့အချက်မှတ်တမ်းဆိုတာအဲဒီမှာဘိုးတို့ချစ်သူရွားတဲ့အကြောင်းလေးပေါ့အဲ့လိုမျိုးအမှတ်တမ်းဆိုပြီးအဲ့လိုရေးထားပေါ့တကယ်တော့ကိုကချစ်သူတော်မရခဲ့ပါဘူးဒါပေမဲ့ဟိုပေါ့ဒါစိတ်ကူးရင်ပြီးရေးထားတဲ့အချက်လေးပါဘိုးဘိုးမရဘူးသူများတက်ခံစားပြီးသူများတက်ခံစားပြီးတော့ရေးပေးရပါဒါကြောင့်တရင်ကျုပ်မှာရေးတာရပါကြလေဟုတ်လားဒီလိုမျိုးပြတ်သွားရဲဆိုပြီးတော့ပြောကြရမယ်ဘိုးဘွားရဘူးလားမရဘူးပါဘူးတရင်ကျုပ်မှာရေးတာတစ်ခါမရဘူးပါဘူးဒါပေမဲ့ဒီတခြင်းက ။အာဒီတင်းကျုံမှာတော့တော်တော်နာမည်ရတယ်။တော်တော်ဖွင့်ရတယ်တစ်ချိန်ပြတော့ဘလို့ခံစားရလဲ။ပြောပါရဲတင်းကျုံကဟိုဘလို့မလဲ။အာတင်းကျုံနဲ့ဘုံနဲ့ခွဲလို့မရဘူးကွာ။အရင်ပြောရဲ။ဟုတ်လေဒါကတင်းကျုံကတင်းကြီးရလာလား။ဒါမှမဟုတ်သူတိုက်ဆိုင်သွားတာဘလို့ပြောမလဲ။မဟုတ်တိုက်ဆိုင်တာမဟုတ်အဲ့တချင်းကအဆကရဲတင်းကျုံမီထုံပွဲတော့ဆိုပြီးတော့ဟိုဒီမုတ်သေးအရင်ထွက်ခဲ့ဘူးပါတယ်2010ခုမှာထွက်ခဲ့ရပါပြီးလည်းပြီးတော့2010ခုပြီးတော့2019မှာကတင်းကျုံဖူးတာဆိုပြီးတော့ ထထွက်တယ်အဲ့တချင်းကိုပဲနည်းနည်းလေးပြောင်းပြီးတော့ထွက်ထယ်အခုလည်းကြားလည်းကြားရောအဲ့နှစ်ပုတ်ပေါင်းပြီးတော့ဒီနှစ်မှာထွက်တာပေါ့နော်သတင်းကျုပ်အလွန်အချက်မှတ်တမ်းဆိုပြီးတော့နှစ်ပုတ်ပေါင်းလိုက်တဲ့ဟာပေါ့ဒီကသတင်းကျုပ်တစ်ချင်းမှာပဲ2019နဲ့သတင်းကျုပ်ကိုပဲရည်ရွယ်ပြီးတော့လုပ်ခဲ့ရပါသတင်းကျုပ်လည်းအကျိုးပေးတယ်လို့ပြောမှလားအင်းအကျိုးပေးတယ်ပြောလို့ရပါတယ်ဟုတ်သတင်းကျုပ်လည်းအကျိုးပေးမယ်အကျိုးရသတင်းကျုပ်ကမကျုပ်ဘူးအဲ တတင်းမဲ့ကြုတ်ခိုင်းနေတာဖြစ်မဲ့အဲ့တော့အပြိုကြီးကအပြိုကြီးဖြစ်နေရောတတင်းကြုတ်ကိုမကြော်ပါဘူးနေကြုတ်ပါပဲနေနေတာနေကြုတ်ပါပဲဒါပေမဲ့ကြောပြတော့ရှိတာပါတော့အပြိုကြီးကချစ်တူမရှိဘူးလားလို့ပြောပြအောင်အခုတော့ချစ်တူမရှိပါဘူးဟုတ်လားဒါပေမဲ့ချစ်တော့ချစ်ခဲ့ဘူးလေချစ်ခဲ့အဲ့ညာချစ်ဘူးခဲ့တဲ့ညာရည်သားဟောင်းမြောက်ဆိုပြီးတော့ဝမ်းလီရှုပ်လုပ်ခဲ့ရပါတော့နော်ဟုတ်လေအော်အဲ့တော့လေပြည့်တက်ကအားပေးကြတယ်ဘောကြကြဟုတ်တော့အော် ဟိုကိုအားပေးရတဲ့ခဲမှာသူအားပေးတာအချင်းတို့ကိုချစ်ကြတယ်သူအားပေးတာလို့ခံစားရတယ်အာပပိုးကတော့ပပိုးတချင်းတွေကိုကြိုက်လို့ပပိုးကိုအားပေးရလို့ပဲခံစားရပါတယ်ပပိုးတချင်းတွေကဒါ ဟိုကြိုက်နှစ်သက်လို့အားပေးတာမျိုးမဟုတ်ဘူးဆိုရင်ပပွားအဲ့လိုမျိုးရုပ်ရည်ရှိတဲ့မင်းသမီးလည်းမဟုတ်ဘူးလေဟိုရုပ်ရှိရုပ်ချောတဲ့ကောင်မလေးလည်းမဟုတ်ဘူးအဘိုးကတချင်းတွေကိုပဲအားပေးလို့ပပိုးလည်းအားပေးကြရလို့ပဲပို့ခန့်ယူပါတယ်ပိုးလည်းအဲ့လိုပဲဖြစ်သေးကြပါတယ်ဒါပေမဲ့ပပွားချောပါလားမချောပါဘူးပုံမှန်ပါပဲနည်းနည်းကြည့်ကောင်းရုံပါပဲနည်းနည်းကြည့်ကောင်းနည်းနည်းမဟုတ်ဘူးနည်းနည်းပုံမပုံလားအမောပါဦးမိန်းကလေးတိုင်းကအလှပြင်လိုက်လှပေါင်းပါပါဟုတ်လားအဲ့တော့ပူပူကအာတချင်းတွေအတွက်ဆိုလူလေးစဉ်းစားတယ် ဘယ်လိုလေးပြန်စီလဲဟုတ်အာခုလောလောလေးကတော့ပို့ဟိုတချင်းတက်ဆာရင်ပေါ့နော်ပို့ကတကယ်ဖြစ်တဲ့အဲ့လိုအကြောင်းအရာတွေကိုပို့ပြီးတော့စိတ်ဝင်စားရဲဒီတရင်ကျွတ်တချင်းဆာရေးတော့ကလည်းတရင်ကျွတ်ညဟိုစီမီများတော့ထုံငယ်ကြငယ်ဘုံကအမှတ်တရတော့ငငယ်တော့အကြောင်းအရာလေးတွေကိုပို့ကပြန်ပြီးတော့ရေးတယ်ရေးပြီးတော့မှ ချစ်သူတယောက်ကိုတွေ့ပြီးချင်းနေဆိုတာဒီတရင်ကျွန်းလပင်းညမှာကောင်းလေးတယောက်ကိုတွေ့ခဲ့ရပေါ့အဲပြောမှတော့ကျမချစ်သူပစိုးလေးဝတ်ထားတော့ပိုကပစိုးလေးဝတ်ထားတဲ့ယောက်ျားလေးတွေသဘောကျတယ်အဲနောက်ပြီးတော့အဲ့လိုမျိုးယောက်ျားလေးကရှက်အင်းကြီးဖြူလေးနဲ့ပစိုးလေးဝတ်ပြီးတော့ဖျားလာတဲ့ကောင်းလေးဆိုပို့ပြီးတော့အဲ့လိုမျိုးနေတဲ့တော့ဘူးကြည့်ဖြစ်တယ်ပေါ့နော်အပြင်မှာတိတ်မကြည့်ရင်တော့မှအဲ့လိုဖျားလာပြီးတော့အဲ့လိုပစိုးလေးဝတ်ပြီးတော့ရောပစိုးလေးတွေဝတ်ထားတဲ့သဘောကျတယ်အဲကြောင့်အဲ့ဘိုးတကယ်ခံစားတဲ့အတုံးနှုံးလေးတွေထက်ထည့်ပြီးရေးပြတာပေါ့နော် တကယ်ဖះမှာတွေ့ကြပြီဆိုတကယ်ခံစားပြီးရေးတာပေါ့အဲ့လိုပါဟုတ်ဟိုလေပြောချင်တာအဲ့ဖះမှာတွေ့ရတယောက်တည်းမဟုတ်ဘူးလေကောင်းလေးတွေအဲ့လိုမျိုးပစိုးလေးနဲ့ဝေးလို့ရှိရင်သဘောကျအောင်နော်อ๋อจิตผู้ก้าวเนี่ยก็คันษาไม่ได้ครับคือโหยได้ทีเดียวโหเลยสัวได้คันษาได้คือเลยคือรู้ได้ชื่อเลยไอ้ทะชินโหสรแล้วโหงูเลยเอาลงงูอ่ะเลยสร ငငယ်တုန်းကအဖွားကိုလွှမ်းလို့ပေါ့နော်။အဖွားနဲ့အတူတူရှိခဲ့တဲ့အချိန်တွေကိုလွှမ်းလို့ဆိုပြီးတော့ငိုရင်းနဲ့တချင်းအောင်ဆက်ဆုပ်လို့မရတော့အဲ့လိုအထိအဖွားကိုလွှမ်းလို့အဲဒီအဖိုးရဲ့ငယ်ဘဝမှာသတင်းကျွတ်ကအရန်ရေးပါတဲ့ဟာလေးဖြစ်တယ်။ဘာကြောင့်လဲဆိုတော့သတင်းကျွတ်ဆိုလို့ရှိရင်ငငယ်တုန်းကတော့ဟိုအဖွားကိုကြော့တယ်ပေါ့။အဖွားမရှိတော့တဲ့အချိန်လဲကြလဲကြောကြော့တဲ့အဖွားမရှိတော့လို့အချိန်ချင်းခါမြေကြီးကြောက်ပါပဲအဲအဲ့တော့ကိုယ့်ရဲ့ငယ်ဘဝကိုပြန်ပြန်ပြီးတော့စဉ်းစားလိုက်ရင်ကိုယ်ပျော်ရွှင်ရတဲ့ ဟိုအတိတ်တွေကိုပြန်သတိရတယ်ပေါ့နော်အဖွားရှိတဲ့အချိန်တွေပေါ့အဲကြောင့်မို့ငိုလဲငိုတယ်ပြီးသွားရင်စိတ်ကူးရင်ပြီးတော့လဲချစ်သူတယောက်ကိုတွေ့ပြီးချင်းနေဆိုတဲ့ဟာလေးကလည်းတို့သတင်းကျွမ်းမှာဆိုလို့ရှိရင်ဗာပြရက်ကွက်ထဲမှာငွေတော့ဆိုစပိန်လေးပတ်စီရင်းနဲ့အဲ့လိုကောင်းလေးတွေကလည်းအဲ့လိုစပိန်ပတ်စီလို့ရှိရင်တို့အနည်းဆုံးတော့ညမန်းတမ်းမိပါလေတော့ရှိရပါပေါ့နော်ဟိုလိုကြိုက်သွားတော့မရှိဘူးငွေတို့ကြောင့်အဲ့လို ချက်တယ်လေအဲ့တော့ဗိုင်းပြဥမာကိုတဘောကြိုက်တဲ့ကောင်လေးရှိလို့ရှိရင်လည်းအဲ့နားလေးကနေရောစပိန်လေးဖြက်စည်းကြတော့အဲ့လိုအလုပ်တယ်ခါချင်းလဲကိုယ့်ရင်ရှိကိုလည်းအဲ့ကောင်လေးတွေကလာပြီးစည်းရမျိုးလဲစပိန်လေးအဲ့အဲ့အဲ့ဒီကနေဘိုးရောငယ်ဘွားပါပေါ့နော်အဲ့လိုမျိုးလေးဆိုတော့ဒီသတင်းကျုပ်ကအမှတ်တရလည်းဖြစ်တာပေါ့ဟုတ် ဲ့တော့တရေကျွတ်နဲ့ဒီအဖွားနဲ့ကဘယ်လောက်အေးပါတယ်ဘယ်လောက်တိုက်ဆိုင်လို့ပြောမလဲကျမဆိုတော့အဖွားကလေတရေကျွတ်ဆိုရင်အဖွားကဘာဖြစ်လို့ပုံမှန်မိနေရလဲဆိုတော့တရေကျွတ်ဆိုရင်အဖွားကမဟုတ်ဘူးတရားပဲဟိုအဲ့တရားကြည့်ပြောအဖွားကဘာဖြစ်လို့တရားပဲပေးတယ်ကောအများကြီးရမယ်ထင်တာလေတစ်ထောင်လောက်ရမယ်ဆိုတာမအဲ့ဒီမှာဘာမှတော့တော့တရားတော့မဟုတ်စားလို့ရပါတယ်ဒါပေမဲ့တရားပဲပေးတော့အဖွားကဘာလို့တရားပဲပေးရလဲပေါ့နော်အရင်အငဲနဲ့အဖွားအဖွားအဲ့ပတ်စံနည်းနည်းလေးပဲပေးလို့အဖွားကိုစိတ်ကောက်တယ် ပြီးသွားလို့ဆိုရှင်သတင်းချုပ်ကအဖွားကိုလာကြောတိုင်းမုတ်တယ်ဆိုလို့ရှိရင်ပူပူပဲစားရတာตัวนี้อะไรမျိုးตัวဟိုစလုံးအဲ့ဟိုဂျန်အိုးကြီးထဲမှာချဲ့ဟာမုတ်တယ်ဆိုတော့အာဟိုလှန်လှန်ကြည့်ပြီးတော့ဖွားဒါလေးอ่ะလေမကောင်းဖြစ်တော့မှာဆိုပြီးတော့အဖွားနဲ့ကက်စားရလေပူပူကစားရတော့မှာအဲ့ကြောင့်သတင်းချုပ်ရဲ့အဖွားရဲ့အာဒီငယ်ဘွားဟိုတသားလေးဖြစ်နေရပါဘာအဲ့လိုဒီကတည်းကဘာတွေဆက်လုပ်ဖို့ဘာတွေလုပ်ဖို့အစဉ်ပြင်သားနေလဲအာပူပူအခုဟိုအဲဘန်တစ်ခုလုပ်နေပါတယ်အဲအဲဘန်ကတော့ ပရိသတ်တွေသဘောကျမဲ့ app ဖြစ်မယ်လို့ယုံကြည်ပါတယ်သဘောလို့ထည့်ပြောရတယ်အာပြောမယ်ဆိုရင်အထွက်လာရင်တော့သိမှာပါပရိသတ်တွေကြိုက်ပြီးသားသချင်းတွေဖြစ်မှာပါအကောင်းဆုံးလုပ်ထားပါတယ် ဘဘူကပေးတတ်ကိုဘလိုလေးအာဦးခေတယ်ဘလိုလေးမပေါ့ဘူးဟာတာအာဘဘူကိုရန်ကလည်းအခုချိန်ကြီးအပြိုကြီးလည်းဖြစ်နေတော့မယ်အသေးခဏခဏကွဲနေတော့မယ်ဆိုတော့အသေးကွဲတဲ့ပြိတ္တတွေကိုပဲရည်ရထားတယ်နောက်တစ်ခါကျတော့လည်းအသေးမကွဲဘူးအာဟိုအိမ်အောင်ရှိပေမဲ့လည်းအရင်တော့ဟိုရည်သားဟောင်းလွမ်းလို့ပေါ့နော်ဘဘူတချင်နေနားထောင်မယ်ဆိုလည်းအဆင်ပြေပါတယ်ဘလိုပဲဖြစ်ဖြစ်ပါဘသူပဲဖြစ်ဖြစ်နားထောင်လို့ကောင်းမဲ့တချင်မျိုးတွေပဲပို့ရွေးချယ်ထားပါဘဘူလည်းရည်သားဟောင်းလွမ်းနေတာ 除了唔乱都唔乱毛，但系咩你有未开张系诺 d i 是吧？不是吧？